Good day to my fellow students. My name is Mudujo and I'm here to discuss the topic of Unit 5 vocabulary, color idioms. ရှိက reading မှာဆရာတို့ color နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ color နဲ့ပတ်သက်တဲ့ expression တွေဆရာတို့အများကြီးလေ့လာခဲ့ပြီးပြီ အဲ့တော့ဒီ vocal မှာဆိုလို့ရှိရင်လဲဆိုတော့ color နဲ့ပတ်သက်တဲ့ EDM လေးတွေကိုဆက်ပြီးတော့လေ့လာကြည့်ကြမယ်။အဲ့တော့အရင်ဆုံး color EDM ဆိုတာဘာလဲလို့ဆရာမပြောခင်မှာ EDM ဆိုတဲ့စကားလုံးကိုဆရာရင်ရှင်းရှင်းတယ်။ An idiom is a word or phrase စကားလုံးတစ်လုံးဖြစ်ခြင်းလည်းဖြစ်မယ်။စကားစုတစ်စုဖြစ်ခြင်းလည်းဖြစ်မယ်။ which means something different from the literal meaning of the individual words အဲ့ဒီစာသာအဲ့ဒီစကားလုံးနဲ့အတိတ်ပဲချင်းမတူတဲ့ အရာမျိုးကို seroidium လို့ခေါ်တယ်။စလုံးတစ်လုံးဇကစုတစ်စုသို့တော်လည်းပဲဒီစလုံးဒီဇကစုကို sero ဓာတ်ရိုက်ဘာသာပြန်နာနဲ့အတိတ်ပဲမတူဘဲနဲ့တခြားသောအတိတ်ပဲထွက်နေတဲ့အရာပေါ့။မြန်မာလိုဆိုလို့ရှိရင် sero ဇကပုံနဲ့တူမှာပေါ့။ဥပမာဆိုမြန်မာဇကပုံနေဆိုလို့ရှိရင်ဒါရုံတောင်ပြေးခွေးမြောက်လိုက်ဆိုတဲ့ဇကပုံမျိုးတွေဒါဆိုလို့ရှိရင် sero ရုံချောင်းပြောနေရလည်းမဟုတ်သူတို့ခွေးချောင်းပြောနေရလည်းမဟုတ်ဘူး။နော်ပြည့်ရဲ့လူကတခြားလိုက်တဲ့လူကတခြားဆိုတဲ့အကြောင်းကိုပြောချင်တာ။အဲဒီသဘောမျိုးပေါ့။ပြောတဲ့အရာနဲ့ ဆိုလိုရင်းနဲ့ဓာတ်ရိုက်အတိတ်ပဲမတူတာမျိုးကိုဇာတ်ရော EDM လို့ခေါ်လိုက်တာ EDMs are found by combining existing words in a new sense နော်ရှိနေပြီးသားစလုံးပဲသို့တော်လည်းဒီရှိနေပြီးသားစလုံးတွေကိုပေါင်းလိုက်တဲ့အခါမှာအတိတ်ပဲမတူတဲ့အရာတခုဖြစ်လာတာကိုဇာတ်ရော EDM လို့ခေါ်ပါတယ် resulted in new expressions နော်အတိတ်ပဲအသက်တွေထွက်လာတယ် that expand the scope and vocabulary of English language ဆိုတာဒါတွေဒီ English စာမှာဆိုလို့ရှိရင် ဒါပို့ပြီးတော့မှ vocabulary ကိုပို့ပြီးတော့ကြွယ်ဝစေတာပေါ့နော်ဒီຢာတွေက idiom တွေဖြစ်တယ်အဲ color idiom ဆိုတဲ့သဘောကတော့ဒီအယောင်စလုံးငင်းနဲ့ပါဝင်နေတဲ့ idioms တွေပေါ့အယောင်တွေနဲ့ပါဝင်နေတဲ့စကားပုံတွေကိုဆိုတော့ color idioms လို့ပြောလိုက်တာပေါ့ in english english အားမှာဆိုလို့ရှိရင်တော့ color words are frequently used in idiomatic expression ဒီအယောင်နဲ့ပတ်သက်တဲ့စကားလုံးတွေဒီ idiom သုံးနှုန်းနေမှာအများကြီးတွေ့ရတာကိုဆက်လို့တွေ့ရတယ် color idioms are idioms that deal with colors or contain at least one color within that idiom our color idioms ကခုနဆရာပြောခဲ့တယ်လို့ဘလို့ဟာတွေလဲအ ਨੇ ဆုံးတော့အယောင်နဲ့ပတ်သက်တဲ့စလုံးတစ်လုံးပါရမယ်အဲ့ဒါကိုဆရာတို့က color idiom လို့ပြောတာ learning to use color idioms and idiomatic expressions correctly help you improve your english language ဒါတွေကိုလေ့လာပဲဆိုလို့ရှိရင်တော့ပို့ပြီးတော့မှကိုယ့်ရဲ့အင်္ဂလိပ်စာအသုံးအနှုန်းပို့ပြီးတော့ကျွဲဝါလာမယ်လို့သူကပြောချင်တာပါရှေ့မှာလဲဒါ read the passage ထဲမှာ idiom နဲ့ပတ်သက်တဲ့ဟာမျိုးလေးတွေ နော် EDM ဆန်ဆန်ဟာမျိုးလေးတွေဆရာတို့အများကြီးတွေ့ခဲ့ရတယ် red tape တို့နော် in the pink တို့ဒါမျိုးတွေဆရာတို့အများကြီးတွေ့ခဲ့ရတယ် in the blue တို့နော်ဒါမျိုးတွေအများကြီးဆရာတို့တွေ့ခဲ့ရတယ်အဲ့တော့ဒါမျိုးလေးတွေထပ်ပြီးတော့ဆရာတို့ဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ဒီမှာဆိုလို့ရှိရင်တော့ black and blue ဆိုတဲ့အသုံးနှုန်းလေးပေါ့ number 1မှာဆိုရင်ဒါ black and blue ဆိုတဲ့အသုံးနှုန်းလေးကိုဆရာတို့စပြီးတော့တွေ့ရပြီ red and blue ဆိုတဲ့အသုံးနှုန်းလေးကတော့ bruised and beaten ဟိုရိုက်နှက်ခံရလို့ဖူးယောင်နေတာမျိုးကိုဆိုတော့ black and blue လို့ပြောတာဖြစ်ပါတယ်ဒီမှာဆိုလဲသူဥပမာစာကြောင်းလေးပြောထားတယ် the drunk cart was found black and blue near the station ဘူရာနာမှာအရသမားတယောက်ညာရိုက်ခံတာလို့ဖူးယောင်နေတာမျိုးကို တွေ့လိုက်ရတယ်ပေါ့ black and blue ဆိုတဲ့အုံလုံးလေးကဒါရိုက်နှက်ခံရလို့ဖူးယောင်နေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုပြောချင်တာ number 2 black and white အဖြူမဲပေါ့နော် to the straightforward straightforward ဆိုတာကအကြောင်းအရာတစ်ခုကိုတိုက်ရိုက်ပြောတာ very clear ရှင်းရှင်းလင်းလင်းပဲအကြောင်းအရာတစ်ခုကိုဘာမှသွယ်ဝိုက်နေတာမဟုတ်ပဲနဲ့အရှိကိုအရှိတိုင်းကိုတိုက်ရိုက်သိလိုက်ရတာကို black and white ပြောတယ်ဆရာညမာစကားမှာလည်းအဖြူမဲကွဲတယ်ပေါ့ဒါမျိုးသုံးတာရှိပါတယ်ဆရာညမာစကားမှာဆိုရင်လည်း we all understood the theory in black and white after the lecture အဆရာရဲ့သင်ခန်းစာပေးပြီးတဲ့အချိန်ဆရာမရဲ့သင်ခန်းစာအပြီးမှာဆိုလို့ရှိရင်တော့ဒီ theory နဲ့ပတ်သက်လို့ဒါအဖြူမဲတတကွကွယ်သိရတယ်ပေါ့ဒီ theory နဲ့ပတ်သက်လို့ရှင်းရှင်းလင်းလင်းပြပြတတနားလေတယ်ပေါ့ဒါကိုဆရာတို့က black and white လို့ပြောခြင်းဖြစ်ပါတယ် ပြီးရင်တော့ blackout blackout ဆိုတာဘာလို့ဟာမျိုးလဲဆိုတော့ temporarily lose consciousness ခဏတတိလစ်သွားတဲ့ပုံစံမျိုးပေါ့နော်ခဏတတိလစ်သွားဆိုတာကကြောက်လန့်လို့ဒီကြောက်လန့်စရာအရာတစ်ခုခုကိုမြင်လိုက်ရလို့မတုံ့ပြန်နိုင်တာမျိုးကိုဆရာတို့က blackout လို့ပြောခြင်းဖြစ်တယ်ဟိုလိုမျိုးဒါခေါင်းရိုက်ခံလို့တတိမိတာမျိုးကိုတတိလစ်သွားတာမျိုးပြောခြင်းတာမဟုတ်ဘဲနဲ့တစ်ခုခုကြောက်လန့်စရာအံ့ဩစရာတစ်ခုခုမြင်လိုက်ရတဲ့အချိန်မှာလူကချက်ချင်းမတုံ့ပြန်နိုင်ဘဲနဲ့ဒါဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော် she blacked out at the sight of a snake in her room အခန်းထဲဝင်လာတဲ့အချိန်မွေကိုတွေ့လိုက်ရတော့ရုပ်တရက်ဘာလို့မှမသိတော့နော်မှင်တက်သွားတယ်ဘာညီမလို့ပြောမယ်ဆိုလို့ရှိရင်စက်သေးသေးတယ်ပြောမလားမှင်တက်တယ်ပြောမလားအဲ့လိုပုံစံမျိုးဖြစ်သွားတာမွေကိုမြင်လိုက်တဲ့အချိန်မှာဒါမှင်တက်ပြီးတော့တုံလှုပ်ပြီးတော့မှဘာမှမတုံ့ပြန်နိုင်ဖြစ်သွားတာကိုဆရာတို့က black out လို့ပြောခြင်းဖြစ်တယ်နံပါတ်4မှာဆိုတော့ black market black market ဆိုတာကတော့ညီမလို့ပြောမယ်ဆိုရင်တိုက်ရိုက်ပါတာပြန်တော့မှောင်ကိုဈေးကွက်ဆိုပြီးတော့မှပြောကြတယ် a place နေရာတစ်ခုဖြစ်တယ် where goods ဒီနေရာမှာ goods ဆိုတော့ကုန်ပစ္စည်းကိုပြောချင်တာအ illegally တရားမဝင်နီးနဲ့ brought and sold for a profit အမြဲဆုံးရဖို့အတွက်ကိုကုန်ပစ္စည်းတွေကိုတရားမဝင်ရောင်းချတဲ့နေရာနော်အဲ့ဒါကိုဆရာတို့ကမှောင်ကိုစည်းကွက် black market လို့နော် black market လို့ခေါ်ခြင်းဖြစ်တယ် the man planned to sell tiger heights on the black market in town မြို့ရဲကမှောင်ကိုစည်းမှာ tiger heights ဆိုတာကြားရည်ကုန်ကိုပြောတာဖြစ်ပါတယ်အော်ဒီလူကမြို့ရဲကမှောင်ကိုစည်းမှာကြားရည်ကုန်တွေရောင်းဖို့စီစဉ်နေတယ် เนาะဒီလိုပြောခြင်းဖြစ်ပါတယ်ပြီးရင်တော့ into the blue into the blue ဆိုတော့ disappear ပျောက်ကွယ်သွားတယ် out of sight မျက်စိရှိကနေခြေအားဖျောက်သွားတယ်ပျောက်ကွယ်သွားတယ်ဒါမျိုးကိုဆရာတို့က into the blue လို့ပြောခြင်းဖြစ်တယ် i could not find my little cat ငါကြောင်လေးကိုရှာလို့မတွေ့တော့ဘူး it seemed to be into the blue နော်ဒါမျက်စိရှိမှရင်ပျောက်သွားတာဟုတ်ပြီနံပါတ်6 blue blood blue blood ဆိုတာကတော့တော်ဝင်သွေးကိုပြောခြင်းတာ someone from a noble နိုဘယ်ဆိုရကမြန်မာလူဆိုတော့သူကောင်းမျိုးလို့ပြောမှာပေါ့နော်သူကောင်းမျိုး aristocratic အထက်တန်းလာကဖြစ်ခြင်းနဲ့ဖြစ်မယ် worthy family ချမ်းသာတဲ့မိသားစုကဖြစ်ခြင်းဖြစ်မယ်ဘရင်မင်းဆွေမင်းမျိုးတွေဖြစ်နိုင်ဖြစ်ခြင်းနဲ့ဖြစ်နိုင်တယ်ဒါဒီနေ့ခေတ်မှာဆိုလို့ရှင်ဝင်ကြီးသားသမီးတွေအဲ့လိုမျိုးတွေပေါ့ aristocratic ဆိုတာဒါမျိုးကိုပြောတော့အခွင့်အရေးကလူရန်းစားပေါ့လေပြီးတော့ချမ်းသာတဲ့လူရန်းစားကလာတဲ့လူဆိုဒါဆိုလို့ရှင် blue blood လို့ခေါ်တယ်ဟိုးရုံးကတော့ဒါတော်ဝင်မိသားစုတွေရဲ့မျိုးနွယ်တွေပေါ့တော်ဝင်သွေးဆိုလို့ရှင်ဆရာက ဒါ Royal Blood ကို Blue Blood လို့ပြောပြောကြတာရှိတော်ဝင်မိသားစုတွေအကြောင်းပြောတဲ့အခါမှာ Blue Blood ဆိုပြီးတော့ပြောကြတာမျိုးဒီမှာဆိုလည်းပြောတယ် Only the Blue Bloods were invited to the Royal Wedding เนาะဒီတော်ဝင်မိသားစုရဲ့မင်္ဂလာဆောင်မှာတော်ဝင်မိသားစုရဲ့မင်္ဂလာအခမ်းအနားမှာဆိုလို့ရှိရင်เนาะဒါအထက်တန်းလာလူလွန်စားတွေကိုပဲဖိတ်ကြားခဲ့တယ်ပေါ့ပြီးရင် number 7မှာဆို Look Green Look Green ဆိုတာကတော့နေမကောင်းတာကိုပြောတာမကြည့်လိုက်လို့နေမကောင်းတဲ့ပုံစံဖြစ်နေတာမျိုးကို Look Green လို့ပြောတာ looking sick ပေါ့နော်ကြည့်လိုက်လို့နေမကောင်းတဲ့ပုံစံမျိုးပေါ်နေတယ်ဆိုရင်ဇာတ်လောက look green လို့ပြောတယ် after a 10 hour flight စနေရီလောက်လေရင်စီးပြီးတဲ့အချိန်မှာ grandma looked green အဖွားကြီးအဖွားကတော်တော်လေးနေမကောင်းတဲ့ပုံပေါ်နေပြီပေါ့နံပါတ်8 green with envy green with envy ဆိုတာကတော့ဒီသူကတော့အယောင်ကြီးနဲ့တွေ့ပြီးတော့ပြောတာတကယ်ကတော့ jealous ပါနော်သူများကိုမနှာလို့တော့မျက်နှာကြီးကမျက်နှာမျက်နှာစေးကြီးနဲ့ကြည့်နေတယ်ပေါ့လေသူများကိုမနှာလို့တော့ဒီလိုပုံစံမျိုးပြောတာ jealous ပါပဲ မနာလိုတာပါ she is green with envy နော်သူတငယ်ချင်းမနာလိုဖြစ်နေတယ် because her friend has a new mobile phone သူတငယ်ချင်းကဖုန်းသစ်ရလိုက်တဲ့ခါကျတော့ကြည့်ပြီးတော့သူကမနာလိုဖြစ်နေတာ number 9 gray matter gray matter ဆိုတာကတော့ intelligence လို့ပြောတယ်ထိုးထွင်းဉာဏ်ဖြတ်ထိုးဉာဏ်ထိုးထွင်းဉာဏ် power of thoughts နော်ဒါတွေးခေါ်နိုင်စွမ်းရည်ပေါ့ဖြတ်ထိုးဉာဏ်ထိုးထွင်းဉာဏ်ဒါမျိုးကိုပြောတာဆိုတော့ gray matter ဆိုတာ they will surely get the right solution if they use some gray matter သူတို့ကဖြတ်ထိုးညံရှိမယ်ဆိုလို့ရှိရင်ဒီပြဿနာကိုတေချာပေါက်ဖြေရှင်းနိုင်လိမ့်မယ်အဖြေရှာတွေ့လိမ့်မယ်ပေါ့နံပါတ်10 out of the rut out of the rut ဆိုတာကအကျွေးမရှိတော့ဘူးအကျွေးကျေသွားပြီ out of debt အကျွေးကျေသွားပြီเนาะအနေရမရှိတော့ဘူး financial အနေရမရှိတော့ဘူးငွေကြေးရအနေရမရှိတော့ဘူးအကျွေးကျေသွားပြီဒါမျိုးကိုပြောချင်တာ their father has managed to pay back the back loan သူတို့အဖေဒီဘဏ်ကချင်းငွေကိုပြန်ဆက်နိုင်ခဲ့ပြီ and they are out of the retina အခုတော့သူတို့အကျွေးကြေးသွားပြီပေါ့နံပါတ်11 red eye မျက်လုံးနီမျက်လုံးနီလေဆိုတာဒီမှာတော့ तू ကဘာနဲ့ဆက်ဆက်ပြီးပြောလဲဆိုတော့ညမအိပ်ရလို့မျက်လုံးနီကြမျိုးဟိုလိုမျိုးဒေါသထွက်လို့ညထောင်နေနေကြည်တာမျိုးကိုပြောချင်တာမဟုတ်ဘူးဒီမှာကတော့ red eye ဆိုတာကတော့ဒါတညာလုံးမအိပ်ရလို့မျက်လုံးနီတဲ့ပုံစံမျိုးပေါ့ a journey that leaves the night and arrives early in the morning ညဘက်မှာထွက်ပြီးတော့မှ မနက်မှာပြန်ရောက်မဲ့ခရီးစဉ်ကို direct eye လို့ပြောလိုက်တာတညာလုံးမှာတညာလုံးခရီးပန်းနေတဲ့ခါကျတော့ကောင်းကောင်းကားပေါ်မှာမအိပ်ရတာဒီရင်ပေါ်မှာမအိပ်ရတာဒါမျိုးဖြစ်တာခါကျတော့ဒါမျိုးကို red eye လို့ပြောခြင်းဖြစ်တယ်ပေါ့ဒီမှာဆိုလဲ we had to catch the red eye flight last night ပြီးခဲ့တဲ့ညကဒါညလုံးပေါက်လေရင်ကိုမိအောင်သွားခဲ့ရတယ်ပေါ့နော်တညာလုံးဒါလေရင်စီးနေရလို့မအိပ်ရလို့မျက်စိတွေနှီးနေပြီဆိုတော့တဘုံမျိုးပြောခြင်းတာဖြစ်သွားတယ် number 12 white elephant စင်ဖြူ ဆရာတို့မြန်မာအစာမှာတော့ဆင်ဖြူဆိုတာဒီဒါမင်္ဂလာချက်တည်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါမျိုးနဲ့သုံးလေးရှိပေမဲ့လို့အင်္ဂလိပ်စာမှာတော့ဒါဆင်ဖြူဒီသုံးစားလို့မရတဲ့သဘောမျိုးနဲ့ပြောတာရှိတယ်အဲ့တော့သူများကကိုကိုဟိုအင်္ဂလိပ်လိုမျိုး you are white elephant ဆိုလို့ရှိရင်မင်းကဆင်ဖြူတော်လေးပါဆိုပြီးပြောရှင်နေလို့မရအောင်မင်းကအသုံးမချတဲ့အကောင်လို့ပြောချင်ပြောတာဖြစ်နေလိမ့်မယ်ဟိုအဲ့ဒါတော့သတိထားပါလိမ့်နော်မှဆိုတော့ a useless possession ကိုအတွက်အသုံးမဝင်တဲ့ပစ္စည်းတစ်ခုကိုဒါဆင်ဖြူလို့ပြောတာရှိတယ်ဆိုတော့ဒီအင်္ဂလိပ်တွေရဲ့အမြင်မှာကဆင်ဖြူဆိုတာက တဆွဲခိုင်းလို့လည်းမရဘူးလူလောက်ခိုင်းလို့လည်းမရဘူးလူတွေခိုင်းလို့လည်းမရအလှပဲကြည့်လို့ရတဲ့သဘောမျိုးဖြစ်နေနော်ဘာမှအလုပ်ခိုင်းလို့မရတော့ဒါ useless position ပေါ့လေအသုံးမဝင်တဲ့ပိုက်ဆိုင်မှုတစ်ခုကိုဆရာက white elephant လို့ပြောတယ် something that is no use သုံးလို့မရတဲ့အရာပေါ့နော် my uncle bought me a calculator for my birthday ဝင်းနေလက်ဆောင်ဖြစ်နေဦးလေးကခဏပေါင်းဆက်ကိုဝယ်လာပေးခဲ့တယ် but it is a white elephant ဒါမဲ့အဲ့ဒါကြီးကသုံးစားလို့မရတာ white elephant ညမှာစင်ဖြူကြီးဆိုတာတက်ကိုသုံးလို့မရအောင်ဆိုတဲ့သဘောမျိုးဖြစ်သွားတယ် I am an art student အာဝိဇာကျောင်းသားလေးဝိဇာကျောင်းသားဆိုတာကကြတော့အတွက်ချက်ဒါမပါဘူးပေါ့လေသူတို့ပညာရဲ့လေ့လာတဲ့အခါမှာအဲ့တော့ calculator ကြီးကဘာလုပ်မှာလဲပေါ့ပြီးတော့အဲ့နံပါတ်30မှာဆို a white line နော်ဖြူရောင်မှုသားပေါ့လေဒီနေ့ခင်မှာဆိုတုံတယ်ဖြူရောင်မှုသားတို့ပါလို့ဆိုလူတစ်ဖက်လူကိုမထိကြိုက်စေတာမျိုးကိုပြောတာပါ harmless line ဆိုတော့လိန်တော့လိန်နိုင်တယ်ဆိုတော့လည်းပဲကိုတလို့လိန်လိုက်လို့တစ်ဖက်လူမှာထိကြိုက်ဆုံးရှုံးမှုမဖြစ်စေဘူးဆိုရင်ဒါ white line လို့ပြောတာပေါ့နော် he told the teacher a white line တော့ဆရာမကို လိန်ပြီးတော့ပြောလိုက်တယ် one he said he had a headache ကောင်းကင်နေတယ်ဆိုပြီးလိန်ပြီးပြောပြအိမ်ပြန်နေပေါ့ဒါမျိုးပြီးရင် white collar white collar ဆိုတော့ရှေ့မှာဆရာရှင်းပြခဲ့ဘူးတယ်ရှေ့မှာဒါ comprehension တုန်းကဆရာပြောခဲ့ဘူးတယ်ပြီးတော့ reason ဖတ်တုန်းကလည်း passage ဖတ်တုန်းကလည်းဆရာပြောခဲ့ဘူးတယ်လုပ်ငန်းခွင်မှာဆိုလို့ရှိရင်ဆရာတို့လုပ်သားနှစ်မျိုးနဲ့စာရှိတယ်ပေါ့လေ blue collar နဲ့ white collar နဲ့ရှေ့မှာတုန်းကတော့ blue collar အသီး passage ထဲမှာပါသွားပြီးပြီး blue collar ဆိုတာကတော့ဒါပြောရရင်အလုပ်ကျန်းသမားပေါ့လေအခြေခံအလုပ်သမားပေါ့ဒါမျိုးကိုပြောတာ ဟိုးရုံးကဆက်ယုံနေမှာဆက်ယုံလို့တမားတွေဒီသူတို့ရဲ့ uniform ကတအပေါ်အောက်တစ်ဆက်ထဲအပြာရန်ဝတ်တဲ့အခါကျတော့ blue collar ဆိုလို့ရှင်ဒါဆက်ယုံနေမှာအလုတ်ကျန်းလုတ်တဲ့အလုတ်ကျန်းသမားကိုခေါ်တဲ့သဘောမျိုးအဲ့ဒီအာနေမှာတဖြည်းဖြည်းနဲ့ဆင်းသက်လာရင်းနဲ့ဒါကာယလုတ်သားကိုဆက်ပြီးတော့ blue collar လို့ခေါ်တာ white collar ကတော့သူကညာနာလုတ်သားပေါ့လေရုံးရုံးလုတ်သမားရုံးဝင်တန်းဒါမျိုးနော်ဒီပစ္စည်းတွေမားတာတဲရတာအလုတ်ကျန်းလုတ်ရတာဆက်လို့ရှင်ဒါရုံးခန်းထဲမှာထိုင်ပြီးတော့လွတ်လွတ်ဝါးတဲ့လူမျိုးကို white collar လို့ဆရာတို့ကခေါ်တာဒီမှာဆိုလည်းပြောထားတယ် relating to the work done or those who work in an office show မှာလောက်တဲ့ယုံလို့တမနော်ဒါရီနဲ့သက်ဆိုင်နေတဲ့လူတွေ or other professional environment တခြားသောကျွမ်းကျင်ပတ်ဝန်းကျင်မှာလုပ်နေတဲ့လူဥမာဆရာအဖြစ်နဲ့လုပ်နေတဲ့လူဂီတပညာရှင်ဖြစ်နေလုပ်နေတဲ့လူလားအလောက်ကျန်းမဟုတ်တာလောက်ပါတဲ့လူမျိုးကိုဆရာတော့ white collar လို့ပြောလို့ရှိတယ် the white collar workers in this company ဒီ company မှာရှိတဲ့နော်ညာနာလုပ်သားတွေယုံလို့တမတွေယုံလို့သားတွေအားလုံးဒီ educated အားလုံးကပညာတတ်တည်းကြီးပဲ well trained ီးတော့အားလုံးကလည်းစနစ်တကျလေ့ကျင့်သင်ကြားထားတဲ့လူတွေကြီးပဲနံပါတ်15ကတော့ we flying colors flying colors ဆိုတော့မြန်မာလိုပြောမယ်ဆိုရင်တော့ဂုံတူးစုံပေါ့လေနဲ့ဒါလိုပြောလို့ရှိတယ် complete something with great distinction အရာရာကိုဒါအစွမ်းကိုအောင်မြင်တာမျိုးပေါ့အထူးခြားဆုံးနဲ့အထူးကျွန်ဆုံးနဲ့အောင်မြင်တာမျိုးကိုပြောချင်တာ and excellent result result ဒီအရန်ကောင်းပြီးတော့ရလက်တဲ့အရန်ကောင်းပြီးတော့မအရာရာကိုအထူးကျွန်ဆုံးနဲ့အောင်မြင်တာကိုဆရာတို့ကဒါ flying colors ဆိုရတော့เนาะဥပမာဆိုလို့ရှင်ဒါအထက်တန်းစာပွဲမှာအေးရတဲ့ ဒါဘာသာစုံအမှတ်ပြရတာမျိုးဘာသာစုံအမှတ်ကောင်းတာမျိုးဆိုဆရာတို့ဒါ flying color ဆိုပြီးတော့မှပြောတာမျိုးဖြစ်တယ်။ If you study hard မင်းသာစာကြိုးစားမယ်ဆိုလို့ရှိရင် you will pass with flying colors မင်းဒီဒါဘာသာစုံအမှတ်ကောင်းတဲ့အောင်မယ်ပေါ့။ဒါကို flying color လို့တုံးလေးရှိပါတယ်။ဟုတ်ဒီ15ခုကတော့ဒါ text ထဲမှာပါတဲ့ she က passage ထဲမှာပါတဲ့ဟာရဲ့အပြင်ကိုမှထပ်ပြီးတော့မှဒါတည်တည်တည်ထိုက်တဲ့ color idiom 15ခုကိုဆရာရှင်းပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီ color idiom 15ခုကိုပြီးသွားလို့ရှိရင်တော့ map a မှာဆိုလို့ရှိရင်ဒီချိန်ခံလေးစပြီးတော့ပေးပါပြီဒီချိန်ခံကတော့ဒါတော့ meaning နဲ့ idioms တဲ့ပြန်ပြီးတော့မှစဉ်းစားပြီးတော့တွဲရမယ်ဒီချိန်ခံလေးဖြစ်ပါတယ်အဲ့ဒါဆိုနမူနာလေးတပုတ်ပြီးထားတာကိုဖတ်ကြည့်ရအောင် feel sad and lonely နော် sad and lonely ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဝမ်းနေတယ်ပြီးလို့ရှိရင် lonely ပေါ့လေနော်အထီးကျန်နေဆိုတဲ့အတွက်ကြောင့်မလို့ဒါဝမ်းနေတာအထီးကျန်တာမျိုးကိုဆက်ပြီး music မှာတော့မှာ ဝမ်းနေစရာကောင်းတယ်เนาะဒီ African American တွေရဲ့လူမဲတွေရဲ့ဝမ်းနေစရာကောင်းတဲ့ music ကိုတော့ဆရာတို့က blues လို့ပြောခဲ့တာကိုရှေ့မှာ passage မှာတော့အဲ့တော့ feel sad and lonely ဆိုလို့ရှိရင်ဆိုလို့ feel blue လို့ပြောတာပေါ့နံပါတ်2မှာဆိုလို့ရှိရင် unnecessary rules and regulation မလိုအပ်တဲ့စည်းညင်းတွေစီကံတွေเนาะမလိုအပ်တဲ့စည်းညင်းစီကံတွေမလိုအပ်တဲ့ဒါတားမြစ်ချက်တွေထုတ်ပြန်ချက်တွေကိုဆရာတို့ကဒါကြိုးနေစနေလို့ပြောတာရှိတယ်ဒါ red tape ပေါ့เนาะ ied red tape tape ဆိုပြီးတော့မှဆရာတို့မှတ်လို့ရတယ်ပြီးလို့ရှိရင် inexperience အတွေ့အကြုံမရှိဘူးအတွေ့အကြုံမရှိတာကိုဆရာတို့မြန်မာစာမှာလည်းပြောပါတယ်အစိမ့်သက်သက်ဖြစ်နေသေးတယ်ပေါ့လေ still green လို့ပြောလိပြောထားရှိတာကိုတွေ့ရလိမ့်မယ်ပြီးမှရဲ့ cowardly cowardly ဆိုတာကတတိမရှိတာเนาะတတိမရှိတာသူ့အကြောင်းတာမျိုးကိုအဝါရောင်နဲ့တွဲပြီးတော့ပြောတာเนาะ feel yellow ဆိုပြီးတော့ဆရာတို့ဖြေလို့ရမယ်ပြီးမှ in good health ဒါကတော့ဒါ in the pink ပေါ့လေ good health ဆိုတာเนาะ pink နဲ့သူကတွဲပြီးတော့ပြောလိုက်တာ နံပါတ် B မှာကတော့ဒီမှာဆိုလို့ရှိရင် box ထဲမှာ color လေးတွေပြီးထားတယ်။အဲ box ထဲက color လေးတွေနဲ့အောက်က color 10ခုမှာတင်လျော်တဲ့ color တင်လျော်တဲ့ EDM ကိုတွဲပြီးတော့မှဖြည့်ပေးရမှာဖြစ်ပါတယ်။ဒါလေးကတော့တာဝန်တပီတို့စူးစမ်းပြီးတော့ဖြည့်ကြည့်စေခြင်းနဲ့နံပါတ် C မှာဆိုလို့ဒီပုံစံနဲ့နံပါတ် C မှာကတော့ color တီးတန့်မဟုတ်ပဲနဲ့ဒါ EDM နဲ့ပါတွဲပြီးတော့ပေးထားပြီးအကုန်လုံးကတော့ဆရာရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ဒါ in the pink တို့เนาะ flying colors ခုနကဆရာပြောတာ in the pink ဆိုတာကျမကြီးကောင်းတာ flying color ဆိုရင်ဒါဂုံကြီးတွေအများကြီးနဲ့အောင်တာမျိုး blue black ဆိုလို့ရှိရင်ဒါအထက်တုန်းကလူတန်းစားတောင်ဝင်လူတန်းစားဒါမျိုးကိုပြောတာ gray matter ဆိုတာကခုနကပြောသွားတယ်ဖြတ်ထိုးညံကိုပြောတာ red handed နော် red handed ဆိုလို့ red handed ဆိုလို့ရှိရင်တော့ဒါလက်ပူးလက်ကျက်မိတဲ့ပုံစံမျိုးကိုဆရာက red handed လို့ပြောတယ်ပြီးလို့ရှိရင် in the black ဆိုတာကဒါ financial အရဒါအခြေအနေကောင်းတာမျိုးကို in the black လို့ပြောတယ်။ in the red ဆိုလို့ရှိရင်တော့အခြေအနေမကောင်းတာပေါ့နော်။ပြီးရင် Greenwood MV ကခုနကပြောရဲထဲမှာပါပါတယ်။ဒါခုနကပြောရဲထဲမှာဆိုလို့ရှိရင်ဒီတပားသူကိုတခြားလူတယောက်ကိုမနာလို့ဖြစ်တာမျိုးကိုဆရာတို့က Greenwood MV လို့ပြောတယ်။ပြီးတော့ In the Red In the Red ကခုနပဲဆရာပြောပြပြီးဒါငွေကြီးအခြေအနေမကောင်းတာကို In the Red လို့ပြောတာ။ White Elephant White Elephant ဆိုတာကဒါအသုံးမဝင်တဲ့ပစ္စည်းတစ်ခုသုံးလို့မရတဲ့အရာတစ်ခုကိုကိုယ့်အတွက်ပုံနေမဲ့အရာကို White Elephant လို့ပြောခြင်းဖြစ်တယ်။ blue collar ကတော့ခုန white collar blue collar လို့သားနှစ်ခုရှိတဲ့ထိတ်ကမှအလုပ်ကျန်းလောက်ကတဲ့လူကိုပြောတာဖြစ်ပါတယ်အဲဒီ idiom လေးတွေကိုအောက်ကစာကြောင်းလေးတွေဖတ်ပြီးတော့မှ quality လေးတွေပြန်ပြီးတော့ဖြည့်ကြည့်ပါမယ်အဲဒါဆိုလို့ရှိရင်ဒါလိုသမီးတို့ဒီသင်ခန်းစာကိုနားလည်မယ်လို့ဆရာယုံကြည်ပါတယ်ဒါလိုသမီးတို့ကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့နှက်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်